အီရန်ကိုအမေရိကန်ကပါဝင်တိုက်ဖို့တော့လုံးဝဝနီးစပ်သွားပြီဖြစ်လို့အီရန်ကို ထောက်ခံတဲ့ဟူသီအဖွဲ့တွေနဲ့တခြားသောအဖွဲ့တွေအကုန်လုံးကအမေရိကန်စစ်သင်္ဘောတွေနဲ့အမေရိကန်ရဲ့အခြေစိုက်စခန်းတွေကိုပြစ်ချဖို့တော့ချက်ချင်းပဲစီစဉ်လှုပ်ဆောင်မှုတွေရှိနေကြောင်းကျွန်တော်ဥတည်င်းတွေရသိရပါရဗျာသမရာဂျီဒေါ်နယ်ထရန်ဟာအီရန်ကိုအမေရိကန်ကဝင်ရောက်တိုက်ခိုက်နိုင်သည့် ွေးချယ်စရာများစွာကိုစဉ်းစားနေပါတယ်တဲ့ထို့အတွက်သမရထရဟာသမရအိမ်တော်မှာရှိတဲ့ situation room မှာအကြီးတန်းချန်ပေးများနဲ့တွေ့ဆုံခဲ့ကြောင်းသိရပါရီထရန်ကဒီကနေ့မနေ့မှာပဲသူ့ရဲ့ Instagram ပေါ်မှာအမေရိကန်ကအီရန်ကောင်းဆောင်ကြီးရဲ့တည်နေရာကိုသိတယ်ဒါပေမဲ့လက်ရှိအချိန်မှာအရေးမယူခြင်းသေးဘူးဆိုပြီးတော့ unconditional surrender ချွင်ချက်မရှိလက်နဲ့ချပါလို့ညှိတာထားတာကိုတွေ့ရပါရီအင်္ဂါနေ့မှာ Trump ရဲ့အစိုးရဝန်ကြီးချုပ်ဖြစ်တဲ့ ဂျမီနီတန်ယာဟူးတို့တယ်လီဖုန်းမှာသင်ဆက်တွေ့ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ကြအောင်သမရအင်တို့မှာတာဝန်ရှိသူသူကပြောလာခဲ့တာလေးဖြစ်ပါရီဒါကြောင့်မလို့တစ်ဖက်မှာလေအီရန်ကအမေရိကန်ကဆစ်ကမ်မြောက်ကိုတိုက်ခိုက်ရန်ဒုံးကြီးများပြင်ဆင်နေတယ်လို့ခုမှသတင်းဌာနတွေအားလုံးကအတည်ပြုထားပါရီအမေရိကန်နေဖြစ်အီရန်ကိုတိုက်ခိုက်နေသည့်အစိုးရဘက်မှပူပေါင်းပါဝင်လာပါကအမေရိကန်ချစ်ဆက်စကမ်းများကိုတိုက်ခိုက်ရန်ဒုံးကျည်များနဲ့အခြားစီးပစ္စည်းကူရဲများကို ပြင်ဆင်ထားကြောင်းထောက်လိုင်းရေးအစီရင်ခံစာများကိုလီလာသုံးသပ်နေကြတဲ့အမေရိကန်တာဝန်ရှိသူများရဲ့ပြောကြားချက်အရဒီယောက်တန်းစကာဖော်ပြထားတာကိုလေကျွန်တော်နေနေတွေ့ရပါတယ်။စီဖြစ်လေရင်30စင်ခန့်ကိုဥရောပသို့အမေရိကန်ကဆေးလွတ်ထားပြီးအမေရိကန်ချစ်ဆက်စခန်းများကို ကာကွယ်ပေးနေတဲ့တိုက်လေများ Nuclear စစ်ရုံများကိုပုံကျရမှာပေါင်းအလုံးဆောင်နိုင်ွယ်ရှိတဲ့ဝုန်းကျဲလေများကိုပံ့ပိုးပြန်စီစဉ်ထားလိုက်ပြီးဖြစ်ကြောင်းလေသိရပါတယ်။အီရန်ရဲ့ပြည်ပကမှာပါဝင်ရအစိုးရကအမေရိကန်ဆိုရာကို ကြီးအားပေးနေတာကြောင့်ပုံမချေဖြန့်နေစစ်ပွဲဖြစ်လာမှောက်ကိုအမေရိကန်တာဝန်ရှိသူများကစိုးရိမ်နေကြလေဖြစ်ပါရီအမေရိကန်ကအစိုးရဘက်မှပါဝင်ပြီးအီရန်ရဲ့အဓိကနျူကလ িয়ার စိတ်ုံတစ်ခုဖြစ်တဲ့ဖိုဒိုကိုတိုက်ခိုက်ပါကအီရန်ကြောထောက်နောက်ခံပြူထားရီဟူဒီစစ်တွေးကြများအနေနဲ့ဘလင်နီမှာရှိတဲ့တင်မောများကိုတိုက်ခိုက်မှုများဂျန်လင်စတင်မှာတီးချတော့ရှိကြောင်းအမေရိကန်တာဝန်ရှိသူတွေက ပြောလာတာပဲဖြစ်ပါရီတိုက်ခိုက်မှုများဖြစ်ပေါ်ပါကအီရန်ဟာ ဟိုမစ်ယလဂျာမှာရေမြုပ်မိုင်းများခြားတန်းခြင်းကိုလှုံ့ဆော်လာတဲ့ကြောင်းအမေရိကန်စစ်သည်မများကိုဘာရှန်ပင်လယ်ကွေ့မှာထင်းချုံထိုင်းရန်ယူရထားရည်နှီးပြွားဖြစ်ကြောင်းအဝန်ရှိသူတွေကပြောကြားထားဟိုလိုတွေ့ရပါရီဒီခုအခါမှာလေအမေရိကန်တပ်မှုများကအာရာဆော်ဘွားများပြည်ထောင်စုဂျော်ဒန်နဲ့ sorry အာရေဗီယာအပါဝင်ဒေတာအတွင်ရှိစစ်အခြေစိုက်စခန်းများသျှောက်အမေရိကန်တပ်ဖွဲ့ဝင်များကိုအမျိုးဆုံးသတိအနေထားတော့တန်လန်နိုးဆိုထားကြောင်းလည်းသိရပါရီ Brigading ဟာအရှိလေပိုင်းဒေသမှာတပ်ဖွဲ့ဝင်4000ကျော်တပ်ဖြန့်ထားကြောင်းလေးသိရပါရဗျာဆိုတော့အခုဒီစစ်ပွဲမှာအမေရိကန်ပါဖို့တော့အီရန်ကိုဝင်တိုက်ဖို့တော့အတော်လေးကိုရခိုင်နှုန်းများနေပြီဖြစ်တဲ့တော့ကမ္ဘာသဝန်းမှာတော့စစ်ကြီးပုံမကျပြတ်မှာကိုဆွေးနွေးကြပြီလေဖြစ်ပါရင်နော်